ဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းဟာအမေရိကန်ရဲ့ကြောထောက်နောက်ခံအားပေးမှုကိုရယူပြီးတော့မြန်မာနိုင်ငံပြည်တွင်းစစ်မှာဝင်ရောက်ဆွတ်ဖက်တော်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ထိတ်တန်းစစ်အရာရှိတွေကိုကိုးကားပြီးတော့အိန္ဒိယသတင်းစာတစ်ဆောင်ဖြစ်တဲ့ North East News ကထုတ်ဖော်ရေးသားပါတယ် BBC အိန္ဒိယအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းဌာနရဲ့ဌာနမှူးဟောင်းဆူဗီယာဘောမစ်ကလည်း Euro News မှာသုံးသပ်ချက်ရေးသားထားပါတယ်ဝင်ရောက်ဆွတ်ဖက်မှုလုပ်မဲ့ဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းကတော့ အမှတ်30အမှတ်19အမှတ်24တက်ရင်နေဖြစ်ကြပါတယ်ဘင်္ဂလားဒေ့ရှ်စစ်သားတွေကကိုယ်တိုင်တနက်ကန်ပြီးတော့ဝင်တိုက်တာမျိုးလုပ်မှာမဟုတ်ဘဲနဲ့ supplies logistics နဲ့ tactical support တွေကိုပေးသွားမှာလို့ဆိုပါတယ် supplies ဆိုတဲ့အထက်မှာစားနပ်ရိက္ခာတွေ drone တွေနဲ့ထောက်ပို့ပစ္စည်းတွေပါဝင်မယ်လို့သိထားရပါတယ် logistics ဆိုတဲ့အထက်မှာဆက်သွယ်ရေးဆိုင်ရာအထောက်အကူတွေလမ်းပန်းဆက်သွယ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေ drone အခြေစိုက်စကန်တွေပါ ပါဝင်ပါမယ်ဒါအပြင်မှာ tactical support ဆိုတဲ့အထက်မှာစီးရင်းနီးပညာနဲ့ပတ်သက်တဲ့ထောက်ပံ့ကူညီမှုအမျိုးမျိုးပါဝင်သွားမှာဖြစ်ပါတယ်သူတို့အဓိကအကူအညီမဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီကိုစန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေလို့ဆိုထားပါတယ်တိတိကျကျသိရတာကတော့ AARK တက်တော်နဲ့ CNF ချင်းမျိုးသားတက်ဦးတို့ပါဝင်ပါတယ်ဒီသတင်းဟာလွန်အရေးကြီးတဲ့သတင်းကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာ ကျွန်တော်တို့ပြည်သူတွေရဲ့ကန့်ကြက်မှအပေါ်မှာအကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမဲ့သတင်းကြီးတစ်ပုဒ်ပါယူကရိန်းရုရှားစစ်ပွဲကြီးကြောင့်တေဆုံးရသူစုစုပေါင်းတက်တန်းလောက်ရှိပါပြီယူကရိန်းရုရှားစစ်ပွဲဆိုတာဟာအမေရိကန်ကကြောထောက်နောက်ခံပေးပြီးတော့ဆင်နွှဲနေတဲ့ proxy စစ်ပွဲကြီးပါတနည်းအားဖြင့်ပြောရရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ရုရှားနဲ့အမေရိကန်စစ်ဖြစ်နေတယ်လို့ပါပဲအခုဘင်္ဂလားဒေ့ရှ်ကို proxy တပွဲအသုံးပြုပြီးတော့မြန်မာနိုင်ငံမှာ အမေရိကန်တို့ရဲ့စီးရဲလှုပ်ရှားမှုတွေဖြစ်လာရင်တရုတ်ကဘယ်အခမ်းကဏ္ဍကနေဘလို့လှုပ်ရှားလာမလဲမြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်ဆိုးမိုးမောင်ကြလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီတရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကိုသူတို့အကျိုးအတွက်မှောက်ချီလှမ်းကြီးတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတဲ့မရောတဲ့ကန်ဆိုးမိုးမောင်ကြမှုကြီးစီကိုဥတီသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာ ငလင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေကြင်ငလင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပျော်ရမလားမပျော်ရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကိုအကျွေးယူသလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့ဖလျော့ဝက်စစ်စင်ရေးတစ်ခုသတင်းစာရဲ့မူလအသုံးနှုန်းအရဆိုလို့ရှိရင်တော့ clandestine operation ဆိုတာကြီးတူတူတိတ်တိတ်တပ်ဝင်လှုပ်ရှားနေပါတယ် မတ်လ24ရက်25ရက်နေ့တွေမှာအမေရိကန်ပစိဖိတ်ဒေသဆိုင်ရာဒုတိယစစ်ဦးစီးချုပ်ဂျိုအယ်ဗာဝယ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်လာပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝက်ကာဥစ်ဇာမန်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒါလို့တွေ့ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲမှာအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ပူးတွဲစီလေ့ကျင့်မဲ့အစီအစဉ်အမေရိကန်ကလည်းဘင်္ဂလားဒေ့ရှ်ကိုစစ်လက်နက်တွေထောက်ပံ့ပေးအပ်မဲ့အစီအစဉ်အပြည့်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းအစပြုခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်အရဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းက AA နဲ့ CNF ကိုထောက်ပို့တာတွေထောက်ပံ့ကူညီတာတွေအစ်စ်မြင့်တူရကီလို့လူမဲ့ drone တပ်ဆင်ပေးมาတယ် drone ခြေစိုက်စခန်းဖွင့်လှစ်มาတယ်ပါဝင်มาဖြစ်ပြီးတော့အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ကြကြအကောင့်ထယ်ဖို့ဖို့အတွက် AA နဲ့ CNF ကိုစလေရီနေနဲ့ American Bangladesh အရာရှိတွေတွေ့ဆုံဆွေးနွေးဖို့အစီအစဉ်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်လာမှာပါ အဲ့ဒါလိုလှုပ်ဆောင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်က AARK တပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ်တွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုအထူးလျှို့ဝှက်ခေါ်ဆောင်ထားပေးရပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကို safe house လို့ခေါ်တဲ့လုံခြုံရေးအထူးပေးထားတဲ့နေရာမှာတက်ခုခိုင်းထားပါတယ်။ AB လ16နှစ်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှတောင်ပိုင်းနဲ့အလဲပိုင်းဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနီကိုလိုချူလစ်ဘင်္ဂလားဒေ့ရှ်ကို ရောက်လာပါတယ်။ AB လ18နှစ်နေမှာ မြန်မာနှစ်စန်းတရက်နေမှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရူးဟာရပ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပါတယ်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရဲ့ယာယီတန်ယုံတာဝန်ခံဆူဇန်စတီဗင်ဆန်လည်းရောက်ရှိလာပါပြီဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်ကြီးလည်းတက်ရောက်မှာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကအစ်မြင့်အရာရှိတွေလည်းတက်ရောက်ကြဖို့ရှိပါတယ်ရခိုင်ပြည်မှာစစ်တွေကြောက်ဖြူမန်းအောင် သုံးမျိုးသာ AA အာရခတ်တက်တော်က မသိမ့်ပိုက်နိုင်တဲ့ပဲစစ်ကောင်စီဆက်လက်ထိမ့်သိမ်းထားနိုင်တာဖြစ်ပါတယ်။အခုအမေရိကန်ကြောထောက်နောက်ခံပေးမဲ့စစ်စင်ရေးဟာအရေးပါတဲ့အဲ့ဒီမြို့သုံးမြို့သိမ့်ပိုက်ရေးအပြင်မှာရခိုင်ပြည်ကိုကျော်လွန်ပြီးတော့ AAR ခတ်တက်တော်ကသိမ့်ပိုက်နိုင်ရေးအတွက်စစ်ရေးဆိုင်ရာအထောက်အကူပေးမယ်လို့ North East News ကရေးသားထားပါတယ်။ချင်းပြည်နယ်မှာစစ်ကောင်စီကိုအနိုင်တိုက်ခိုက်နိုင်ရေးအတွက်အထောက်အကူပေးမယ့်အစီအစဉ်လည်းပါဝင်ပါတယ်။ logistics အပိုင်းကနေပြီးတော့ထောက်ပံ့ကူညီဖို့အတွက် Bangladesh ကပြင်ဆင်ရမှာ တက်ကနက်နယ်မှာအဆောက်အုံတစ်တွေအများအပြားဆောက်လုပ်နေပြီလို့ဆိုပါတယ်အဲ့ဒီအဆောက်အုံတွေစခန်းတွေကနေပြီးတော့ AA CNF နဲ့မဟာမိတ်တွေကိုထောက်ပို့ပစ္စည်းတွေပေးအပ်มาဖြစ်ပါတယ် Cox Bazar လေးစိတ်ကြီးကိုတိုးချက်ပြင်ဆင်နေတာလဲနောက်ဆုံးအဆင့်ထိရောက်ရှိနေပြီပြင်ဆင်မှုတွေအားလုံးပစ္စည်းကနေပြီလို့ဆိုပါတယ်အဲ့ဒီတိုးချက်ပြင်ဆင်မှုတွေဟာရခိုင်နဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရေးတွေကိုအထောက်အကူပြုမဲ့ drone အခြေစိုက်စခန်းအဖြစ်အသုံးပြုဖို့လို့ဆိုပါတယ် အဲ့ဒီ drone အခြေဆိုင်စခန်းကနေပြီးတော့တူရကီနိုင်ငံထုတ်အစ်စ်မြက်လူမဲ့ drone လေယာဉ်တွေပြန်တမ်းပေးมาဖြစ်ပြီးတော့အဲ့ဒီ drone တိုက်လေယာဉ်တွေရဲ့စစ်ရေးအကူအညီဟာရခိုင်စစ်ပွဲအဆုံးသတ်ရေးအတွက်တော့ကြက်ကြတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်လာမယ်လို့ဆိုရတယ်စစ်စစ်ရေးမဟာဗျူဟာကကျေပြန့်ကြီးမားတဲ့မဟာဗျူဟာဖြစ်ပြီးတော့အဲ့ဒီမဟာဗျူဟာမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့လှုပ်ရှားပါဝင်ရမှာဖြစ်ပါတယ် မတ်လအလယ်ပိုင်းမှာကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီးရခိုင်ပြည်နယ်ဘက်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးမဲ့အကူအညီပေးရေးလမ်းကြောင်း8 corridor ဖွင့်ဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းကနေပြီးတော့ရိုဟင်ဂျာတွေဘူဒီတောင်မောင်တော်ဒေသပြန်ပို့ရေးအစီအစဉ်လည်းပေါင်းဝင်ပါတယ်။ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးကိုဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်နဲ့စစ်ကောင်စီဒုတိယဝန်ကြီးချုပ်ဦးသန်းဆွေတို့ သဘောတူထားခဲ့ကြပြီးဖြစ်ပါတယ်။အဲ့ဒီကူညီရေးလမ်းကြောင်းကတော့လက်နက်မပါဘဲနဲ့စားနပ်ရိက္ခာနဲ့ကယ်ဆယ်ရေးဆိုင်ရာအထောက်အကူပစ္စည်းတွေကိုသာပေးပို့သွားမှာဖြစ်ပါတယ်။ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ARSA အာဆာရိုဟင်ဂျာသဘောအဖွဲ့ကိုလည်းအခုလောက်မဲ့အမေရိကန်ကြောထောက်နောက်ခံပေးတဲ့စစ်စစ်ရေးမှာ AA နဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့တိမ်သွင်းဖိအားပေးနေပါတယ်။အာဆာအဖွဲ့ဟာနိုင်ငံရေးအတွေ့အခေါ်ရာကစစ်ရေးအရာပါ AA ကိုဆက်ကျင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ပြီးကြတဲ့လတဲ့မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာစာကောင်းဆောင်အတောက်လာနဲ့အဖွဲ့ဝင်၉ယောက်ကိုနာရယန်ဂန်ချ်မြို့မှာဖမ်းဆီးခဲ့ပါတယ်။ဒါဟာအာစာကိုအေအေနဲ့အတူစစ်စေရေးမှာပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီစစ်စေရေးမှာစစ်ကောင်စီစန့်ကျင်တဲ့အဖွဲ့အစည်းတွေအများပြားပါဝင်ပူပေါင်းတဲ့ကျယ်ပြန့်တဲ့စီရင်မဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်လာဖို့ရည်မှန်းထားပါတယ်။အဲဒီစီရင်မဟာမိတ်ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ အစ်စ်မြေအရာရှိကြီးတွေကဥဆောင်တဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အပြောင်းအလဲနဲ့အရင်ဝန်ကြီးချုပ်ရှိတ်ဟာဇီနာပြောသွားခဲ့တဲ့စကားလေးကိုနည်းနည်းပြန်ပြီးတော့စဉ်းစားကြည့်ကြအောင်ပါ။အရင်ဝန်ကြီးချုပ်ရှိတ်ဟာဇီနာဟာတရုတ်နဲ့နီးစပ်တဲ့နိုင်ငံရေးခေါင်းဆောင်ပါ။နောက်တက်လာတဲ့မိုဟာမက်ယူနက်စ်ကအမေရိကန်နဲ့နီးစပ်တဲ့နိုင်ငံရေးခေါင်းဆောင်ပါ။ ဒီဖြစ်ရဟာဘာနဲ့ဆင်တူတယ်လဲဆိုတော့ယူကရိန်းမှာရုရှားနဲ့နှိစက်တဲ့တမရဖြုတ်ချအာဏာသိမ်းခံပြီးတော့အမေရိကန်နဲ့နှိစက်တဲ့သူတွေအာဏာရလာတာနဲ့ဆင်တူပါတယ်ယူကရိန်းမှာအဲ့ဒါလိုအာဏာအလွှဲပြောင်းဖြစ်ဖို့အမေရိကန်ကစီစဉ်ခဲ့ကြောင်းအမေရိကန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီးဟောင်းဗစ်တိုးရီးယားနူလန်ကဝန်ခံခဲ့ပြုပါတယ်တရုတ်ဟာအလွန်အကျဉ်ကြီးတဲ့ခစ်သစ်ပိုလန်မာကြီးကိုအကောင့်ထည့်ဖို့နေပါတယ်အဲ့ဒီပိုလန်မာကြီးဟာနိုင်ငံပေါင်း80ကိုဆက်သွယ်ဖောက်လုပ်မဲ့ကုန်သွယ်လမ်းမာကြီးပါအဲ့ဒီ ခစ်တပိုလန်းမာကြီးစီမံကိန်းကိုရှိတ်ခါစီနာကအပြည့်အဝပူပေါင်းပါဝင်ပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာတရုတ်ဟာဘင်္ဂလားဒေ့ရှ်ကိုအခွင့်အရေးတွေအများကြီးပေးပြီးတော့စီးရုံးခဲ့ပါတယ်။အရာစကားနဲ့ပြောရလို့ရှိရင်ကျွေးမွေးပြီးတော့ပေါင်းခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ်။ဒါပေမဲ့ဆန္ဒပြပွဲတွေဖြစ်လာပြီးရှိတ်ခါစီနာပြုတ်ကျသွားပါတယ်။ရှိတ်ခါစီနာပြုတ်မကျခင်မှာမြန်မာနိုင်ငံနဲ့ပါဆက်ဆက်တဲ့အရေးကြီးတဲ့စကားတစ်ခုကိုပြောသွားခဲ့ပါတယ်။သူပြောတော်တာကဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကစစ်တကောင်းရဲ့ ဗမာပြည်တဲ့ကရခိုင်နဲ့ချင်းပြည်နယ်ရဲ့ကိုဖဲ့ထုတ်ပြီးတော့အရှိတီမောလို့ခရိယန် တိုင်းပြည်တစ်ခုလှုပ်ဖို့ပြီးတော့အဲ့ဒီတိုင်းပြည်တဲ့ရေပိုင်နဲ့ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့စိတ်မာတင်ကျွန်းမှာအမေရိကန်စစ်ကားလှုပ်ဖို့အမေရိကန်ကကြံစီနေတယ်လို့ပြောသွားတာပါဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာအမေရိကန်စစ်ချိတ်ဆိုင်စခန်းဖွင့်ခွင့်ပေးမယ်ဆိုရင်ရှိတ်ခါစီနာရွေးကောက်ပွဲတေချာပေါက်နိုင်စီရမယ်လို့ လူပြူတယောက်ကကန်လန်းချောင်းကိုလည်းရှိတ်ခါစီနာကပြောခဲ့ပါတယ်ရှိတ်ခါစီနာကအဲ့ဒီကန်လန်းချက်ကိုလက်မခံခဲ့ပါဘူးအဲ့ဒီအချက်တွေဟာသူတို့နိုင်ငံကိုပဲပိတ်မှတ်ထားတယ်လို့တချို့ကထင်ကြပါလိမ့်မယ်မဟုတ်ပါဘူးမြမပြည်ကိုပါပိတ်မှတ်ထားနေတယ်ဆိုတာသူသိပါတယ်လို့ရှိတ်ခါစီနာကပြောသွားပါတယ်2024ခုနှစ်မေလ23ရက်နေ့ကအဝါမီလိခ်ပါတီနဲ့တခြားမဟာမိတ်ပါတီ14ခုရဲ့အစည်းအဝေးပွဲမှာရှိတ်ခါစီနာပြောသွားတာပါအဲ့ဒီတော့ကသူကဝန်ကြီးချုပ်ပဲရှိပါသေးတယ် သူပြောသွားတယ်အမေရိကန်ကစစ်စခန်းဆောက်လုပ်ခြင်းနဲ့ဆိုတော့စိတ်မာတင်ကျွန်းဟာရခိုင်ပြည်နယ်အလဲတန်ကျော်နဲ့တိတ်မဝဲရဲ့နေရာမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းတစ်ကျွန်းမှာအဲ့ဒါလို့ပြောပြီးတိတ်မကြခင်အော်ဂုတ်လထဲမှာရှိတ်ခါဇီနာယာဒူးပြုတ်ပြီးတော့ထွက်ပြေးရပါတယ်အမေရိကန်နဲ့ပလက်နံပါတ်တဲ့မိုဟာမက်ယူနစ်အနာရလာပါတယ်ရှိတ်ခါဇီနာပြုတ်ကျသွားပြီးတဲ့နောက်သူပြောတဲ့အစကားကိုအားလုံးကမေ့မေ့ပျော့ပျော့ဖြစ်သွားပြီမဲ့အခုလိုအမေရိကန်ရဲ့အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကစစ်ရေးအကူအညီတွေပေးလာတော့မယ် အဲ့ဒါလို့ပေးမဲ့အဖွဲ့အစည်းက AARK တက်တော်နဲ့ CNF ချင်းမျိုးသားတက်ဦးကိုဖြစ်နေတယ်ဆိုတော့သတင်းထွက်ပေါ်လာတော့ဒါတွေကိုပြန်သတိမရပဲမနေနိုင်ပါဘူးတရုတ်နိုင်ငံလည်းငါလည်းရှိတ်ခါစီနာပြောတဲ့အချက်တွေကိုလစ်လျူရှုထားမယ်မထင်ပါဘူးစိတ်မာတင်ကျွန်းကအမေရိကန်ကစစ်စခန်းဆောက်လုပ်လိုက်မယ်ဆိုရင်တရုတ်ရဲ့ကြောက်ဖြူရေနဲ့စိတ်ကန်းတို့တရုတ်ရဲ့အမွာပိုက်လိုက်နှစ်သွဲတို့ဟာဘယ်ဘဝရောက်သွားမလဲ စိတ်မာတင်ကျွန်းကိုအမေရိကန်စစ်စခန်းရောက်လာမှာမျိုးကိုတရုတ်ကဘလို့မှလက်ခံနိုင်မှာမဟုတ်ပါဘူးယူကရိန်းနေတိုရဲ့ဝင်မယ်ဆိုလို့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်တယ်လို့အဖြစ်မျိုးနဲ့ခက်ဆင်ဆင်တူသွားပါလိမ့်မယ်အခုချိန်မှာ ရခိုင်နယ်မြေဟာပျော်ရမ်းကြိုက်တဲ့နှင်းစီကိုင်ဖြစ်နေပါတယ်အမေရိကန်ကလည်းလိုချင်တရုတ်ကလည်းလိုချင်ဖြစ်နေပုံပါပဲဒါပေမဲ့နှစ်ဖက်စလုံးကအာရမလှုပ်လာပြီးတော့ကြက်ပေါင်ကိုတယောက်တစ်ချောင်းစီဆွဲတယ်လို့ဆွဲလိုက်ကြရင်တော့ ကြက်သားကင်လိုက်တယ်လို့နှစ်ချမ်းပြဲသွားပါလိမ့်မယ်။အမေရိကန်ကတော်လိုင်းရေးဘက်ကဝင်ကူတော့မယ်ဆိုရင်ရုတ်တရက်ကြားလိုက်ရတာကဝမ်းသာစရာကြီးပါ။စစ်အာဏာရှင်စနစ်ပြိုကျတော့မယ်။ဒီမိုကရေစီရတော့မယ်။အဲ့ဒါဆိုရင်တိတ်ကောင်းပြီပေါ့ဗျာ။ဝမ်းသာစရာကြီးပေါ့။ဒါပေမဲ့ဒီလောက်လွယ်လွယ်နဲ့ပြီးသွားလိမ့်မယ်မထင်ပါဘူး။အမေရိကန်ကတနေရာကနေဝင်ကူရင်တရုတ်ကနောက်တနေရာကနေထကြွလာတာမျိုးဟာမလွဲမရှောင်တာပဲဖြစ်လာပါလိမ့်မယ်။အမေရိကန်ကသူ့ proxy တွေနဲ့ ်သူဝင်ကစားမယ်ဆိုလို့ရှိရင်တယောက်ကလည်းသူ့ proxy တွေနဲ့သူဝင်ကစားပါလိမ့်မယ်အဲ့ဒီအခါမှာတယောက်ဟာစစ်ကောင်စီဘက်ကနေကစားမှာလားဒါမှဒါဆိုလို့ရှိရင်တော့တယောက်ဟာပြည်သူလူထုရဲ့ရန်သူဖြစ်သွားပါလိမ့်မယ်တခြားတစ်ဖက်မှာ တော့တယောက်ဟာရွှေပြောင်းလို့မရတဲ့အိန္ဒိယနိုင်ငံဖြစ်နေပြန်ပါတယ်ဒါဆိုလို့ရှိရင်နိုင်ငံရေးအခြေအနေဟာမထင်မှတ်လောက်အောင်ရှုပ်ထွေးသွားပြီးတော့သွေးချောင်းချောင်းစီးတာမျိုးတောင်မှဖြစ်သွားနိုင်ပါတယ် တကယ်လို့တရုတ်ကကိုကန်တို့ဝါတို့ကို proxy ထားပြီးတော့ကစားမလားအဲ့ဒါဆိုရင်တော့တော်လိုင်းရေးအဖွဲ့တွေကအားကောင်းလာပြီးမဟာလာဆက်အနာရှင်စနစ်မြန်မြန်ပြုတ်ကျသွားတာမျိုးဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဗမာပြည်ကတော်လိုင်းရေးအဖွဲ့အစည်းတွေထဲမှာတရုတ် proxy နဲ့ American proxy တို့အချင်းချင်းအားပြိုင်လာတာထိတိုက်တိုးလာတာမျိုးတွေဖြစ်လာမှာစိုးရိမ်ရပါတယ်အလွန်အန္တရာယ်ကြီးတဲ့တိုင်းပြည် ွေးချောင်းစီးသွားနိုင်လောက်တဲ့ပြိပခရရဲ့ရှေပြေးအရေးနမိတ်တွေကိုကျွန်တော်တို့သတင်းကြားနေရပါတယ်အဲ့ဒါကြောင့်အထူးသတိပေးချင်ပါတယ်ကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုပါတယ်ကျွန်တော်တို့အများကြီးစီလုံးဖို့လိုပါတယ်စစ်ကောင်စီမှအပဖြစ်တဲ့ကြံတဲ့တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ပေါင်းစည်းညီညွတ်မှုမျိုးကိုတိစောက်နိုင်မှတိုင်းပြည်ကိုကယ်တင်နိုင်မှလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်ဒုတိယယူကရိန်းမဖြစ်ရအောင်ဤမျိုးစုံနဲ့ကာကွယ်ဟန်တားရပါလိမ့်မယ်တော်လိုင်းအဖွဲ့တွေကြားထဲမှာ American proxy တရုတ် proxy ဆိုပြီးတော့အချင်းချင်းသွေးကွဲမသွားဖို့ကအရေးကြီးဆုံးပထမအချက်ပါတပ်ပေါင်းစုဖွဲ့ဖို့ကြိုးစားကြပါလက်ရှိမှာတပ်ပေါင်းစုဖွဲ့လို့မရတဲ့အချက်ကမဖွဲ့ကျင်တဲ့သူတွေရှိနေလို့ဖွဲ့မရတာပါတခြားလူတွေနဲ့မပူးပေါင်းဝဲနဲ့ငါတို့ကြီးပဲအောင်ပွဲဆင်နိုင်လိမ့်မယ်လို့ထင်ပြီးတော့သွေးကြီးနေတဲ့အဖွဲ့ကြီးတချို့ကြောင့်တပ်ပေါင်းစုဖြစ်မလာတာပါသူမဟာမငါမိတ်မယ်ဆိုလိုတာကသူအာကြီးမှငါက မိတ်ဆွေဖွဲ့မယ်အရေးလုံးမယ်သေးတဲ့ကောင်တွေကိုမဟာမိတ်မဖွဲ့နိုင်ဘူးဆိုတဲ့စိတ်ထားတွေရှိနေလို့တပ်ပေါင်းစုဖြစ်မလာတာပါအခုချိန်မှာအဲ့ဒီသွေးနှစ်ထည်ရောက်မှုတွေအားလုံးကိုဘေးချပြီးတော်လန်ရေးအဖွဲ့အစည်းတွေရဲ့စီးလုံးညီညွတ်မှုကိုတိစောက်ကြမှာသာဒီတိုင်းပြည်နဲ့ပြည်သူတွေသွေးချောင်းမစီးအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ဒုတိယအရေးကြီးတဲ့အချက်ကတော့ဘယ်နိုင်ငံခြားတိုင်းပြည်ကမှတိတ်ထင်ကြီးပြီးတော့ပုံမှန်အပ်လိုက်ကြဖို့ပါယူကရိန်းကိုကြည့်ပါ အမေရိကန်ကလက်နက်တွေပုံအောထုတ်ပေးပြီးတော့သူတို့ကိုစားရုရှားကိုတိုက်ခိုင်းတော့တိုက်ကြပါတယ်ပြည်သူအများအပြားသေချေပျက်စီးရပါတယ်ဒါပေမဲ့သူတို့မလိုလားတဲ့အခါကျတော့သူတို့ policy ပြောင်းသွားတဲ့အခါကျတော့အင်ဂျူတော်တွေကိုခေါ်ပြီးတော့ပါမရရင်တမင်အဆက်ခွဲတာကိုခံရပါတယ်သမရနဲ့ဒုတိယသမရကဝိုင်းရန်ထောင်းယုံတာမကဘဲနဲ့သတင်းတောက်ကပါဘာလို့ကိုအင်ကြီးမဝတ်တာလဲမရှိလို့လားဆိုပြီးတော့စော်ကားလိုက်ပါသေးတယ်တရုတ်ကလည်းအဲ့လိုမျိုးလုပ်ဖူးပါတယ် မလေးရှားကွန်မြူနစ်ပါတီကချင်းပန်ဆိုတာအလွန်တော်တဲ့ခေါင်းဆောင်ပါသူကလက်နက်အင်အားမရှိတော့လို့ပါတီဖြက်တက်ဖြက်တော့မယ်ဆိုတာကိုကြားသိတဲ့အခါမှာတရုတ်ကခေါ်ပြီးတော့ငါတို့လက်နက်ပေးမယ်ငွေပေးမယ်ဆက်တိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီတော့ချင်းပန်တို့ဆက်ပြီးတော့တိုက်ပါတယ်နောက်ပိုင်းတရုတ် policy ပြောင်းတဲ့အခါကျတော့အထောက်ပံ့အလုံးကိုအကုန်ဖြတ်ချလိုက်တာမလေးရှားကွန်မြူနစ်ပါတီဒုက္ခရောက်သွားမှုပါတယ်ပြောချင်တာကတော်လန်ရေးအဖွဲ့တွေအနေနဲ့ဘယ်သူကမှမမီခိုကြပါနဲ့ ဘသူမှစေတနာတရားတရားထက်တန်လို့အခမဲ့ကုညီနေတာမဟုတ်ပါဘူးသူတို့အကျိုးနဲ့သူတို့လုပ်နေတာပါ အကျိုးလိုလိုညောင်ရည်လောင်းနေတာပါဘသူကမှလွန်ကျွန်မမီကိုကြပါနဲ့တနတ်၅လက်ပဲရှိတဲ့သူဖြစ်ပါစေတနတ်၁လက်ရှိတဲ့သူပဲဖြစ်ပါစေကိုတိုင်းပြည်ရဲ့ကတော်လှန်ရေးသမားတွေကိုသာယုံကြည်အားထားပြီးတပ်ပေါင်းစုကြီးအ мян ဖွဲ့စည်းနိုင်မှသာဒီတိုင်းပြည်နဲ့ဒီပြည်သူတွေကိုကဲတင်နိုင်မှာဖြစ်တယ်လို့အလေးနဲ့ 3ပေးတိုက်တွန်းကြပါတယ်ခင်ဗျာ။